ခုလက်ရှိကိုင်းလည်နေပတ်သက်ပြီးလိုအပ်တာကတော့အခုရရင်အခုလိုချင်ရများဒီလိုပုံစံမျိုးကျွန်တော်ဖြစ်နေရအားလုံးငါပါဒီနေ့နဲ့မဲ့ YouTube channel နေပြီးအားလုံးကျေးဇူးပါတယ်ဆိုတော့ကျွန်တော်တို့နေ့16နေ့နောက်ဆုံးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့ပြောင်းရွှေ့သတင်းတွေကိုကျွန်တော်တို့ဆွေးနွေးပေးသွားမှာပါဆိုတော့ဒီ video ထဲမှာတော့ကျွန်တော်တို့အပါမဲ့အကြောင်းအရာကအဓိကကျွန်တော်တို့ကိုင်းလင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မှတော်တော်လေးကျွန်တော်စိတ်ရှုပ် crazy ရယ်ကျွန်တော်ဖြစ်နေရပါတော့ အဲဘယ်သူဘယ်သူဘယ်သူကကျွန်တော်တို့အဓိကဟိုပြောမယ်ဆိုလို့ရှိရင်ခေါ်မဲပြစ်မှန်လေးပေါ့နော်အမှားထားပါလားကျွန်တော်တို့ဘာလဲဘာလဲကျွန်တော်ထွက်တယ်နော် Elio Anderson လေးထွက်တယ်ပြီးတော့ကျွန်တော်တို့ဒီအဲဒီဘယ်လိုပြောရမလဲ Wuvan နဲ့ Gomez တို့ပါလို့ဆိုလဲထွက်တာပဲဒီလိုပဲကျွန်တော်တို့အဲဒီဘာလဲ Corner Gallagher တို့ပါတော့ Atletico ကလည်းအကားခေါ်မယ်တို့ပါတော့လူမျိုးကျွန်တော်တို့ Queen League ကစားသမားကြီးအများကြီးကျွန်တော်ထွက်တယ်အဲပြီးတော့ကျွန်တော် Valencia ကအဲဒီဘယ်လိုပြောရမလဲ Queen League ကစားသမားတို့ပါတော့ထွက်သေးတယ်ဆိုတော့ Queen League နဲ့ပတ်သက်ပြီးတော့ကကျွန်တော်တို့မှာ အဲအခုလက်ရှိအနေထားမှာဘသူ့ကိုကျွန်တော်တို့ကဦးစားပေးပြီးတော့ခေါ်ပါလေ United ရဲ့ကျွန်တော်ဦးစားပေးပြမှာကဘသူလဲဒါနဲ့ပတ်သက်ပြီးတော့ Fabrizio Romano ပြောထားတာရှိပါတယ်ဆိုတော့ဒါလေးကိုကျွန်တော်ဒီဗီဒီယိုမှာဆွေးနွေးပေးခြင်းတယ်ဆိုတော့ဆိုတော့ brother တို့အနေနဲ့ရောလက်ရှိကျွန်တော်တို့ဒီအသင်းရဲ့ကျွန်တော်ကွင်းလယ်လိုအပ်ချက်ဆိုတာကျွန်တော်တို့ကမြင်ထားပြီးသားဗျာကက်စီနီယာမှာကျွန်တော်အစားထိုးဖို့လိုရင်ဆိုတော့ဒီချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကအဲဒီကွင်းလယ်ကစားသမားတယောက်ကျွန်တော်ခေါ်ခေါ်ရမယ်ဆိုတဲ့ခြေနေမျိုးမှာရှိတယ်ပြီးတော့ကျွန်တော်မနေ့ကအဲသတင်းတင်ပေးခဲ့သူပဲ main ထွက်ရင်ကျွန်တော်ကွင်းလယ်ကစားသမားတယောက်ကျွန်တော်လိုရယ် ီလိုပဲကျွန်တော်တို့ဒီနောက်ရာသီကြလို့ရှိရင်ဒီကက်စီအဲအနေအားမှာကျွန်တော်အစားထိုးဖို့တယောက်ကျွန်တော်လိုမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘလူးနော်ဖန်နန်ဒက်စ်အသက်ကြီးလာပြီကျလာပြီသူ့နေသားမှာသူ့ကိုကျွန်တော်တို့ကအဲဒီပြောရမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကျွန်တော်တို့အထောက်ပံ့ပေးနိုင်မယ်သူ့နောက်ကနေကျွန်တော်တို့ဝင်ပြီးတော့ကစားနိုင်မယ်ကစားသမားတယောက်လည်းကျွန်တော်လိုရယ်ဆိုတော့ဒီလိုကြောင့်ကိုကွင်းလေမှာကျွန်တော်တို့အများကြီးကျွန်တော်ပြောင်းလဲစရာရှိတယ်ဆိုတော့ညတဲ့ရေကျွန်တော်ဦးစားပေးကွင်းလေပြင့်မှတ်ကဘာလို့ဖြစ်မလဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောကြည့်အောင်ဆိုတော့ကျွန်တော် Fabrizio Romano ရဲ့ကျွန်တော်အဆိုရသလိုရှိရင် မန်ချက်စတာယူနိုက်တက်ကအခုလက်ရှိအချိန်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ကွင်းလင်နဲ့ပတ်သက်ပြီးတော့ဒီပြည်သက်တွေကြားမှာဆိတ်ရှုပ်ထွေးစီရတယ်ကျွန်တော်ဖြစ်နေရပါတော့ဆိုတော့ဘသူကကျွန်တော်ဦးစားပေးပြတ်မှတ်လေဆိုတာနဲ့ပတ်သက်ပြီးသူပြောထားတယ်ဒါကတော့ကျွန်တော်ဘသူလဲဆိုလို့ရှိရင်ကာလုစ်ပါလဲပါပေါ့နော်ဆိုတော့ပြီးခဲ့တဲ့ကျွန်တော်တို့ဒီဩဂတ်စ်လတော့ငါအပီးရဲဩဂတ်စ်လတော့ငါကျွန်တော်တို့ဒီပြောင်းရွှေ့ပပိတ်ခင်ပါဗျာအမ်ဘိတ်ခင်မှာကျွန်တော်တို့မန်ချက်စတာယူနိုက်တက်က Brighton C ကိုဒီကာလုပါလေပါရဲ့အခြေအနေနဲ့ပတ်သက်ပြီးကျွန်တော်မေးမြန်းခဲ့တာမျိုးရှိတယ် အဲ့လိုမိမြန်ခဲ့တယ်လို့ပဲဘာလဲပါရဲ့ကျွန်တော် agent ဖြစ်သူတွေနဲ့လေအဲဒီဘောနောကျွန်တော်ဒီအသင်းဘက်ကနေပြီးတော့တွားရောက်ပြီးတော့ဆွေးနွေးတာမျိုးရောရှိခဲ့တယ်ဆိုတော့ဒီအချိန်မှာကျွန်တော်တို့ဒီဘောနောဒီ agent နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးတဲ့နေရာမှာဆိုလို့ရှိရင်တော်တော်ကိုကျွန်တော်အချိန်ကြီးကောင်းခဲ့ပြီးတော့ဒီကိုရီမန်ချက်စတာယူနိုက်တက်ကလည်းဘာလဲပါကိုကျွန်တော်လိုချင်တယ်ဘာလဲပါဘက်ကလည်းမန်ချက်စတာယူနိုက်တက်ကိုလာချင်တယ်ဆိုတဲ့အချိန်မျိုးထိကျွန်တော်တို့ဖြစ်ခဲ့တယ်ဆိုတော့စကားပြောစုမှုတွေလည်းကျွန်တော်လုပ်ထားပြီးဒါဒါပေမဲ့ကျွန်တော် Brighton ဘက်ကလုံးဝကျွန်တော် ရောင်းဖို့အတွက်ဒီပြီးခဲ့တဲ့ကျွန်တော်ဒီ new year လုံးဝရောင်းဖို့အတွက် အစီအစဉ်မရှိခဲ့ဘူးဆိုတော့ဒီလိုရှင်နေမျိုးကျွန်တော်ဖြစ်ခဲ့တယ်ပေါ့လက်ရှိကျွန်တော်ဇန်နဝါရီပေါ့နော်ဒီဇန်နဝါရီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာလဲဘာကိုခေါ်ဖို့ကဒီပေါ့နော်ကျွန်တော် Brighton Sea ကနေခေါ်ဖို့ဆိုလို့ရှိရင်ဇန်နဝါရီမှာတိုင်းရထူးတွေကျွန်တော်ခက်ခဲနိုင်တဲ့အခြေအနေမျိုးရှိနေစေကောဖြစ်တယ်။ Brighton အနေနဲ့ဒီကစားသမားဖြစ်သူကိုဒီပေါ့နော်ကျွန်တော်အသင်းကနေကျွန်တော်ရောင်းချဖို့ ခံချဖို့အတွက်လုံးဝအစီအစဉ်မရှိဘူးဆိုတော့အတင်းရတဲ့ကြောင့်မထွက်ဖို့အတွက်လည်းကစားသမားကိုလုံးအားပေးနေတဲ့အခြေအနေမှာရှိနေစေကြောင်ဖြစ်တယ်ခေါ့နော်ဆိုတော့ဇန်နဝါရီမှာကျွန်တော်တို့ဒီဘာလီဘာလန်ပတ်သက်ပြီးရောရူမနိုရဲ့ဘက်ကကျွန်တော်တို့ဒီတေချာပေါက်ပြောနိုင်တာဘာမှမရှိဘူးပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဒီဇန်နဝါရီမှာကျွန်တော်အားပြဖို့လိုတာတော့မှန်နေဆိုပေမဲ့ဘာလီဘာရောက်နိုင်မရောက်နိုင်နဲ့ပတ်သက်ပြီးရောသူသူ့မှာကျွန်တော်တို့ဒီဘာနော်ဘာအာမခံခြင်းမှာပေးလို့မရဘူး သူမသေးကြဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီလာမယ့်နွေရာနေ့2026နွေရာနေ့မှာဆိုလို့ရှိရင်တော့ကာလော့စ်ဘာလင်ပါကမန်ချက်စတာယူနိုက်တက်ရဲ့ထိတ်တန်းဦးစားပေးပြစ်မှတ်ဖြစ်တယ်ဆိုပြီးတော့သူကကျွန်တော်ပြောထားပါတယ်ဒီလိုပဲကျွန်တော်တို့ဒီကစားသမားရဲ့ဘက်ကဆိုလို့ရှိရင်လည်းမန်ချက်စတာယူနိုက်တက်ကိုလိုချင်တာဖြစ်တယ်လို့ယူနိုက်တက်ဘက်ကလည်းကစားသမားဖြစ်သူကိုကျွန်တော်တို့ဒီပေါ့နော်လာမယ့်နေရာဒီအထီတောင်မှာဆက်လက်ပြီးတော့ကျွန်တော်တို့လိုချင်နေစေဖြစ်နေအောင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့လက်ရှိကျွန်တော်အသင်းရဲ့အခြေအနေဟာဆိုလို့ရှိရင်တော်တော်လေးကျွန်တော်တို့ဒီပေါ့နော် တိုးတက်မှုအရေးရောင်တော့ပို့ပြီးတော့ပြလာနိုင်တဲ့ပတ်သက်ပြီးတော့ကစားသမားဘက်ကလည်းတော်တော်လေးကိုကျွန်တော်တို့သဘောကျနေပြီးတော့ United ကိုသူအမြန်ဆုံးပြောင်းကျင်နေတဲ့အခြေအနေမှာရှိနေတယ်ဆိုပြီးတော့ Romano ကကျွန်တော်ပြောသွားတာဖြစ်ပါတယ်။ဆိုတော့ကျွန်တော် United ရဲ့ဦးစားပေးကစားသမားက Carlos Baleba တဲ့။ဆိုတော့အခုလက်ရှိကျွန်တော်တို့တင်းနေထွက်နေသလိုမျိုး Elio Anderson လည်းကျွန်တော်တို့ဒီဦးစားပေးပြန်မှမဟုတ်သလို list ထဲမှာလည်းကျွန်တော် maybe ပါအောင်ပါမှာပေါ့နော်။ Elio Anderson တော့ကျွန်တော်တို့ဒီ Baleba လို့ဆိုတာကအခုလက်ရှိကျွန်တော် Premier League မှာသလိုရှင်တကယ် အဲ့ဒီအဲ့လိုအနာဇန်ပိုကောင်းတယ်လို့ကျွန်တော်ပြောလို့ရတယ်။ဘာလဲပါဒီရာဒီမှာဆိုလို့ရှိရင်ကျွန်တော်ခြေသွန်းကတော်တော်လေးကျွန်တော်ဒီပေါ်တော့ unstable မတည်ငြိမ်တဲ့ပုံစံမျိုးကျွန်တော်ဖြစ်နေတယ်။ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဆွေးနွေးရမယ့်အရာကကျွန်တော်ဂျန်ဆိုအိုင်မှာဘာလဲပါကိုခေါ်လို့ရနိုင်မရတာ။အခုလက်ရှိကျွန်တော်တို့ဘာလဲပါဒီကျွန်တော်အသိဉာဏ်ထိတ်တန်းပြတ်မဲ့ဆိုတော့ကျွန်တော်တို့တည်ထားပြီးသွားပြီ။ဆိုတော့ဒီတော့ကျွန်တော်တို့အခုလက်ရှိ queen လည်းနဲ့ပတ်သက်ပြီးလိုအပ်တာကတော့အခုရရင်အခုလိုချင်တယ်ဗျာ။ဒီလိုပုံစံမျိုးကျွန်တော်ဖြစ်နေတာ။ဆိုတော့ကျွန်တော်အပြောင်းရွှေ့ကာလကြားရမှာတစ်ခုရှိတယ်အဲ့တစ်ခုကကျွန်တော် January transfer ရှိတယ်အဲ့ transfer မှာ ကျွန်တော်တို့ကဒီဘာလေဘာကိုကျွန်တော်တို့ကျိုးပန်းနိုင်သလားဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးရမယ်ဆိုတော့ဥလက်ရှိရိုမန်တို့ပြောပုံရဆိုလို့ရှိရင်ဇန်နဝါရီမှာတော့ခက်ခဲနိုင်နေဆိုတဲ့အရာမျိုးကိုကျွန်တော်ပြောထားတယ်မရနိုင်ပါဘူးဆိုတဲ့အရာမျိုးတော့မဟုတ်ဘူးဆိုတော့ဒီလိုကြောင့်မလို့အသင်းဘက်ကတော့ကျွန်တော်အထင်လာမယ့်ဇန်နဝါရီမှာဘာလေဘာကိုကျိုးပန်းလိမ့်မယ်လို့တော့ထင်တယ်ကျိုးပန်းလိမ့်မယ်ဆိုတော့ကျွန်တော်တို့ရနိုင်မရနိုင်ဆိုတဲ့အရာကိုဆက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးရမယ်ဆိုတော့ ရနိုင်မရနိုင်ရနိုင်မရနိုင်ဆိုတာလက်ရှိကျွန်တော်ဘာလဲပါရဲ့အခြေအနေကပြီးခဲ့တဲ့အဒီပေါ့နော်ယာတီနဲ့မတူတော့ဘူးဘာလို့လဲဆိုတော့ဘာလဲပါဒီခြေစွမ်းတော်တော်လေးကျနေတဲ့အခြေအနေမှာရှိရယ်ဆိုတော့ဒီဘယ်လိုပြောရမလဲကျွန်တော်တို့ Brighton နဲ့အဒီပေါ့နော်မတွေ့ခင်ပေါ့နော်မတွေ့ခင်ကျွန်တော်တို့ဒီ Brighton ရဲ့နီးပြဖြစ်တဲ့ Fabian Hustler ကျွန်တော်တို့ပြောတာမျိုးတွေကျွန်တော်ရှိတယ် press conference ပါပေါ့နော် Manchester United လို့ကလပ်အသင်းကြီးမျိုးကဒီလိုကစားသမားလေးကိုစိတ်ဝင်စားနေဆိုတဲ့အရာကသူ့ရဲ့ကျွန်တော်တို့ဒီလက်ရှိ ဒီဘက်မှာကျွန်တော်တို့ရှိနေတဲ့ခြေစွမ်းကြဆင်းမှုအပေါ်မှာအများကြီးတက်ရောက်မှုရှိရဲဆိုတဲ့အရာမျိုးတွေကျွန်တော်တို့ပြောထားတယ်ဆိုတော့ဒီလိုကြောင့်မလို့ဒီကစားသမားလေးအခုလက်ရှိခြေစွမ်းကြနေရခြင်းအကြောင်းရင်းဒီ United ကိုသူမပြောင်းခဲ့ရလို့ဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်နေတာဆိုတော့ဒီဘက်တော့ ဘာလဲဘာလဲရှိကြုံခြေစွမ်းအရာဆိုလို့ရှိရင်ခြေစွမ်းကကျွန်တော်တို့ပြောရမယ်တလို့ရှိရင်ကျွန်တော် down fall ပေါ့နော်အကျဘက်ကိုသွားနေတယ်ကျွန်တော်ပြောလို့ရတယ်ဆိုတော့ဒီတက်ကြောင့်ဒီလိုအကျဘက်သွားနေတဲ့အခြေအနေမျိုးမှာတော့ကျွန်တော် January မှာအတိုင်းအတာတစ်ခုညှိုးပန်းမယ်ဆိုလို့ရှိရင်ဒီပြီးကြတဲ့အရာဒီတုန်းကကျွန်တော်သတင်းတွေထွက်ခဲ့တဲ့လိုမျိုးပေါင်တန်းတရာတွေပါတော့အဖြစ်လောက်ဘူးလို့ကျွန်တော်ထင်တယ်အဲ့ထက်နည်းတဲ့ပမာဏနဲ့ကျွန်တော်ကန်လန်းလို့ရာကောင်းတော့ရနိုင်တယ်ဒါပေမဲ့ကျွန်တော်ဘာလဲဘာကိုရဖို့ကတော်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 ကိုကျွန်တော်ခက်ခဲပါတယ်ဘာလို့လဲဆိုတော့ကျွန်တော် January transfer ဖြစ်နေလို့ပါ January transfer မှာကျွန်တော်တို့ကအသင်းတွေရမှာနော်အသင်းတွေကအသင်းကြီးအသင်းလက်အသင်းငယ်ဘယ်အသင်းတွေပဲဖြစ်ဖြစ်ကစားသမားတယောက်ကိုကျွန်တော်တို့အလွယ်တကူလက်လွတ်လေးမရှိဘူးတကယ်လို့လက်လွတ်မယ်ဆိုလို့ရှိရင်သူတို့မှာအစားထိုးကစားသမားတွေရှာဖို့အတွက်အချိန်ကလုံးလုံးလောက်လောက်မရှိမရှိတဲ့အတွက်ကြောင့်မို့သူတို့ကတောင်းတောင်းလက်လွတ်လေးမရှိအဲအဓိကကစားသမားတွေဆိုလို့ရှိရင်တော့ပိုဆိုးတယ်ပေါ့နော်ဆိုတော့ Brighton ဒီကျွန်တော်တို့ဒီလူကြောင်းလူပဲအဲလုတ်တဲ့နေရာမှာကျွန်တော်တော်တော်လေးအဲဒီဘာလို့ပြောရမလဲဆိုလို့ရှိရင်ကောင်းတဲ့အတင်းတင်းကျော်ဖြစ်တဲ့အလုံးလုံးဆောင်မှုဘိုင်းကျော်ဒီ ဟိုစိတ်ဆက်တယ်တော့တေးကြတယ်ဆိုတဲ့အရာမျိုးတွေကျွန်တော်လုံးလိရှိတယ်ပြီးတော့ကျွန်တော်ဈေးလဲကျွန်တော်ပြောမယ်ဆိုရင်ဈေးကောင်းကောင်းရောင်းတတ်တယ်များသိလားတောင်းတတ်တယ်တော့အဲ့လိုမျိုးအသေးမျိုးကျွန်တော်ဖြစ်တာဖြစ်တဲ့တကြောင်လို့အလုံးလို့ရတာအရင်ကျွန်တော်လက်ပေါက်ကမဲ့အချိန်ဒီမှာကျွန်တော်ရှိတယ်ကသမဘက်ဘလောက်ပဲပြောင်းရင်ရင်ကိုရီဘက်ကဘလောက်ပဲလူချင်းလူချင်းဒီနေရာမှာကျွန်တော်တို့ကမတန်တဆပေးရမယ်အချိန်ဒီမှာတော့ရှိတယ်ဒီအရာကို United ကကျွန်တော်ရှေ့ဆက်တိုးပါမလားဒီအရာတော့ကျွန်တော်တို့အဲစောင့်ကြည့်ရမယ့်အချိန်ဒီမှာရှိတယ်ကျွန်တော်အထင်ကတော့ရဖို့အတွက်ကဘာလဲပါဘူး အခုလက်ရှိဘာသာပါကျွန်တော်တို့ downfall ခြေစွမ်းကျနေတဲ့အခြေအနေမျိုးဖြစ်နေတာတောင်မှရဖို့မလွယ်တော့ဘူးလို့ကျွန်တော်တော့ထင်တယ်။ဆိုတော့ဒါတစ်ချက်ပေါ့နော်။ဆိုတော့လာမယ့်နှွေမှာတော့ကျွန်တော်တို့ maybe ကျွန်တော်ရအောင်ရနိုင်တယ်လို့ကျွန်တော်ပြောတယ်။ဟိုအခုလက်ရှိကကျွန်တော်လာမယ့်နှွေကိုအအောင်ဆက်ရမှာပေါ့။လက်ရှိကျွန်တော်ဇန်နဝါရီကိုကျွန်တော်အအောင်ဆက်ရမှာ။ဘာလို့ဆိုတော့အတင်းမှာကျွန်တော်ရှိနေတဲ့ပြဿနာကွင်းလေမှာတော့ကြီးတယ်။တော်တော်ကျွန်တော်ရေးကြီးနေတာ။ဘာလို့ဆိုတော့ပထမပိုင်းကောင်းတယ်။နောက်ဒုတိယပိုင်းကျွန်တော်တို့ မိနစ်80လောက်ထိအဆင်ပြေသေးတယ်80နောက်ပိုင်းကျွန်တော်ကက်စီယိုလူစားလဲပြီးတဲ့နောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ကရင်တမောင်းမနဲ့ပွဲပွဲကိုကြည့်ရအဲ့ဒါကကျွန်တော်တို့အသင်းငယ်အသင်းလက်အသင်းကြီးမရွေးဘူးဆိုတော့ဘယ်အသင်းဖြစ်ဖြစ်ကျွန်တော်ဒုက္ခရောက်တယ်ဆိုတော့အဲ့ဒီချက်ကိုကျွန်တော်ကုစားနိုင်မှုဆိုတာကဒီပြောပြရမယ်အခုလက်ရှိကျွန်တော်ဘာလဲဘာကိုချက်ချင်းရနေဆိုလို့ရှိရင်တော့မှတကယ်တကယ်တမ်းကျွန်တော်အဆင်ပြေအတိုင်းအီးမပြေနိုင်ရမသေးကြဘူးဆိုတော့ဒီအလိုအချက်မျိုးတွေကျွန်တော်ဖြစ်နေရဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကအနေနဲ့များတော့ဒီအားပြေမှုတစ်ခုတော့လောက်ထားမှတော့ကျွန်တော်ရမယ်ဆိုတော့ ဒီအရာနဲ့ပတ်သက်ပြီးတော့အသင်းဘက်ကဘယ်လိုကင်တွယ်ဖို့ရှိမလဲဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကာလို့စူပါလေပါကကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ရဲ့ထိတ်တန့်ဦးစားပေးပြည့်မှတ်စီးရင်ထဲမှာကျွန်တော်တို့ထိတ်ဆုံးကနေကျွန်တော်ရှိနေစေပဲပေါ့နော်ဆိုတော့ယူနိုက်တက်ကျွန်တော်ကွင်းလေပြည့်မှတ်တဲ့မှာလုံးဝကျွန်တော် dream target ကကာလို့စူပါလေပါပဲလို့ကျွန်တော်တို့အကြမ်းမြင်တော့ယူဆထားလို့ရပါတယ်တချို့ကျွန်တော် list ထဲမှာဆိုလို့ရှိရင်တော့အဲကျွန်တော်အထင်တော့ Elio Anderson လည်းပါလိမ့်မယ်ပြီးတော့ကျွန်တော်တို့ဒီ Gomez တို့ပါလို့လေပေါ့နော်ကျွန်တော် Gomez တို့ပါလို့လေကျွန်တော်ပါလိမ့်မယ်ဆိုတော့ ီရှေ့မှာကျွန်တော်သတင်းထွက်ခဲ့သလိုမျိုးဒီထားပါတော့ကျွန်တော်တို့ဒီဖြစ်နိုင်ခြေရှိတဲ့အရာကဘာလဲဘာကိုကျွန်တော်တို့ခေါ်ဖို့ကကျွန်တော်အိမ်မှာကျွန်တော်အမြင်ရတော့ဖြစ်နိုင်ခြေအရင်နေလို့ကျွန်တော်ခံတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ ဒီ January မှာဆိုလို့ရှိရင်တော့ကျွန်တော်ကိုင်းလိုက်နေပတ်သက်ပြီးအားပြည့်မှုတစ်ခုလောက်တော့ကျွန်တော်လှုပ်လေအောင်မယ်လို့ထင်တယ်။တကယ်လို့ကျွန်တော် main new ထွက်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အငှားတယောက်ယောက်ခေါ်တာမျိုးဖြစ်ဖြစ်ဒါမျိုးတွေတော့ကျွန်တော်မြင်ရလေအောင်မယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့အပိသက်အပြောင်းရွှေ့ကိုယ်လိုချင်နေတဲ့ကစားသမားတွေနဲ့အပိသက်အပြောင်းရွှေ့တွေနဲ့ကလာလာမှမသက်ဆိုင်တဲ့အခြေအနေမျိုးဖြစ်နေတယ်။အဲလီယိုအန်ဒါဆန်ကျွန်တော်အပိသက်လိုချင်တယ်။တကယ် crazy man ကြီးကိုကျွန်တော်ပေးမှရမယ်။ဒီလိုပဲ Carlos Palaver အပိသက်လိုချင်တယ်။ Brighton လိုဇီယောင်းကောင်းတဲ့အသင်းမျိုးနဲ့ကျွန်တော်ရဖို့ကလမ်းမမြင်ဘူး။ဆိုတော့ဒီလိုကြောင့်မလို့လာမယ့် January မှာကျွန်တော်တို့ ဒီကိုယ်လိုချင်တဲ့ dream target တွေကိုကျွန်တော်ရဖို့ကတော်တော် ခက်ခဲမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။ဆိုတော့ဒါကတော့ဒီနေ့ရနေတဲ့ message နဲ့တနေ့ပတ်သက်တဲ့သတင်းပါဆိုတော့ဘာသာလို့ရဲ့အမြင်တွေကိုလည်း comment မှာဝင်အောင်ဆွေးနွေးပေးသလိုရပါမယ်။ကြီးရှုအားပေးရင်ဒီကုမြားလို့ကျေးဇူးများတင်ပါတယ်။ channel ကို subscribe မဖြစ်ဆိုလို့ရှိရင် subscribe လုပ်ပေးကြအောင်အားလုံးကိုတောင်းဆိုပါတယ်။ကျွန်တော်နောက်ထပ် video မှပြန်ပြီးတော့တွေ့ရအောင်။အားလုံးကျေးဇူးပါခင်ဗျာ။